ျွန်တော်မိတ်ဆွေက Facebook page ပိုင်ဆိုင်ထားရဆိုရင် follower လေးတွေ invite လုပ်ဖို့ပို့ပြီးတော့လွယ်လွယ်ကူကူနဲ့လုပ်လို့ရတဲ့နည်း follower မြန်မြန်လေးပို့ပြီးတိုးလာတဲ့နည်းလေးတစ်ခုကိုကျွန်တော်ကမျှဝေခြင်းတယ်အဲ့ဒါကမိတ်ဆွေတို့ရဲ့ post တစ်ခုခုကိုကြော်ညာထိုးထားပြီးဖြစ်စီခု page မှာငကူတွေက follow လုပ်ထားရလို့မဟုတ်ဘူးဒါပေမဲ့တခြားတစ်စိမ့်တယောက်ဆိုပါစို့မိတ်ဆွေရဲ့ post တစ်ခုတင်လိုက်တယ်မိတ်ဆွေ follow လုပ်ထားတဲ့သူကတယောက်ရှိတယ်သူကပြန် share လိုက်တယ်ပြန် share လိုက်တဲ့အခါမှာတစ်စိမ့်တွေကတွေ့ပြီးတော့ like တွေအသေးတွေဟာဟာတွေပေးခြင်းပေးမယ် ဲ့လူတွေအကုန်လုံးကိုတပြိုင်တည်းနဲ့ invite လှမ်းပြီးတော့လှုပ်လို့ရတဲ့နီလန်အလွယ်နည်းရှိတယ်ခုနှစ်ရဲ့ Facebook page ကံကောင်းစွာနဲ့ဗာကြော်ညာမှမထိုးဘဲနဲ့ organic follower လေးတွေရနေတယ်အစပိုင်းတော့ကကိုနေ group တွေကို share နောက်ထပ်နည်းတစ်ခုကိုနေလှုပ်သေးတယ်အဲ့ဒါကိုပြောပြဖို့မိနေလို့ဆိုပါစို့ဒီနောက်ဆုံး post ကိုကြည့်ကြည့်လိုက်ချန်ချစ်ကကျွန်တော်ဘုရားမှာအလေးစားရဆုံးတော့အကြိုက်ဆုံးသော guitarist ကျွန်တော် guitar တီးရအယံဝါဒနာပါတယ်စကားမဆက်လीပြီးတော့ဆရာချစ်ရဲ့လက်မှတ်ကိုရရှိဖို့အတွက်ကိုယနေ့တိုင်း စ조사နေသေးပဲကျွန်တော်ရဲ့ guitar အစုပ်ကလေးပေါ်မှာဒီလိုပဲရမ်းပန်းရခါကျွန်တော် page မှာဒီအသေးလေးတွေဒီ like ကလေးတွေကိုကြည့်ကြည့်လိုက် follow လုပ်ထားတဲ့သူတွေက like ပေးထားတာဟုတ်တယ်လို့ follow မလုပ်ထားဘဲနဲ့ like ပေးထားတဲ့သူတွေရှိတယ်ဒီမှာကြည့်ကြည့်နော်ကျွန်တော် post မှာဆိုရင်ကြော်ညာထိုးထားရင်အဲ့ post တစ်ခုကလည်းပေါက်ချင်ပေါက်နေတာဘာဖြစ်လို့လဲဆိုတော့ကြော်ညာထိုးပြီးတော့လေပတ်နေရင်ねအဲ့ဒီ post မှာဒဇိန်းနေခင်ဗျားရဲ့ page ကို follow မလုပ်ရသေးတဲ့သူတွေအများကြီးပဲဒါမျိုးပေါ့နော်အဲ့လူတွေအားလုံးကိုတပြိုင်တည်းမှာ invite လုပ်လို့ရတဲ့နေရာရှိတယ်ဘဲဘက်ချမ်းမှာ matter business suite ဆိုရှိတယ်အဲ့ဒီကိုသွားလိုက် home page ရှိတယ်အဲ့ဒီ home page ကိုဒီလိုအောက်ကိုဆွဲချလိုက်ဒီအောက်ဆုံးမှာ contact people who interact with your content ဒါလေးတွေ့အဲ့ဒီမှာ send invitation ဆိုပြီးတော့ကျွန်တော်ညာဘက်အချက်မှာနှိပ်လို့ရတယ်အဲ့ဒီမှာပေါ်လာရင်ဒီအပေါ်ကိုကြည့်လိုက် reaction ပေးထားတာတရာလို့ပေါ်လိမ့်မယ်ကျွန်တော်မိတ်ဆွေစီမှာ reaction ပေးထားတာတထောင်ကျော်နေလဲတရာပဲပြလိမ့်မယ်ဘာဖြစ်လို့လဲဆိုတော့ဒီချိန်ကိုအယောက်တရာ invite လုပ်လို့ရတယ် ီးတော့ comment ပေးထားတာ23ဆိုပြီးပေါ်လိုက်မယ်ကျွန်တော်အဲ့လူတွေအကုန်လုံးကို like ပေးတဲ့သူတွေက love ပေးတဲ့သူတွေကဟာဟာကော wow နေကောအကုန်လုံးကိုကျွန်တော်နှိပ်ပြီးတော့ send invitations လုပ်လိုက်ရင်သူတို့စီမှာ notification counter တွေနဲ့အဒီ page လေးကို like ပေးပါလားဆိုတဲ့ဟာမျိုးပေါ်လာတယ်။သူတို့ကြိုက်ရင် follow လုပ်မယ်ဗျ။မကြိုက်ရင်လည်း follow မလုပ်ဘူး။ဒါပေမဲ့အရှုံးမရှိဘူး။အနောက်ရှက်ရလို့လည်းသူများကိုဖြစ်မသွားဘူး။ဘာလို့လဲဆိုတော့ notification countdown လေးမှာပဲပေါ်လာတာမဟုတ်လို့။အဲ့တော့ကျွန်တော်တို့ဆိုလည်းပေါ်လာရင်အဲကြိုက်ရင် follow လိုက်တယ်။မကြိုက်ရင် follow မလုပ်လိုက်ဘူး။ comment တမဆိုလည်းဒီမှာကြည့်ကြည့်ကျွန်တော်စီမှာ ေးထားတဲ့ comment တွေထဲကသူတို့ကျွန်တော် page ကို follow မလုပ်ရသေးတဲ့သူတွေရှိတယ်။အဲ့ဒါဆိုရင်ကျွန်တော် select all နှိပ်လိုက်လို့ရတယ်။ send invitation ဆိုတာလေးကိုကျွန်တော်နှိပ်လိုက်လို့ရတယ်။အဲ့ဒါဆိုရင်ညာဘက် auto မှာကြည့်ကြည့်လူအယောက်120ကို invite လုပ်သွားပါတယ်ဆိုပြီးတော့ပေါ်လိုက်မယ်။ပြီးွားရင်ဒီမှာနောက်တစ်တုပ်ထပ်ပေါ်လာပြီ။ကျွန်တော်မိတ်ဆွေ send invitation ဆိုတာလေးကိုထပ်သွား။သွားပြီးွားရင်နောက်ထပ်တစ်ကြော့နောက်တစ်တုပ်ပေါ့နော်။သူ the round ကိုသူပေးတဲ့လောက်ပဲဒီမှာကြည့်ကြည့်အပေါ်မှာ reaction တရားလိုပဲပြတယ်။ အဲ့ဒါကိုကျွန်တော်တို့ဒီကနေရွေးချယ်ပြီးထပ်ပြီးရွေးပေါ့ဗျာ like love haha ဝောင်းပေးတာရှိတယ် comment ဆိုလဲကြည်ကြည်အဲ comment ကျွန်တော်မရှိတော့ဘူး comment ပေးထားတဲ့သူတွေအကုန်လုံးကိုဖိတ်ပြီးသွားတယ်နေ့တိုင်းအဲ့ဒါကိုဝင်စစ်ပြီးတော့တနည်းတနည်းတရားရှိရင်တရား invite လုပ်၂ရရှိရင်၂ရ invite လုပ်ပေါ့နော်စီးပွားရေး page owner တွေဆိုရင်နေ့တိုင်းအဲ့ဒါကိုဝင်စစ်ဖို့မမေ့ပါနဲ့ကိုကကြော်ညာထိုးထားရဲဆိုရင်ကိုကြော်ညာထိုးထားတဲ့အရာတွေကိုအသေးဒီပြီးသွားတဲ့သူတွေအများကြီးရှိတယ်တနည်းကိုတစ်ထောင်အထိ invite လုပ်ရတယ်ကိုဟာဟာလို့ like တို့ပေးထားတဲ့ဟာဒီတစ်ထောင်လောက်ရှိရင်ပေါ့နော် ဒါဆိုရင်ကိုနေစီပွားရေးလုပ်တဲ့ page အဲ့ဒီ page မှာဆိုလဲ send invitation ဆိုပြီးတော့ကျွန်တော်ဒီဟာလေးကိုနှိပ်ပြီးတော့ပို့လို့ရတယ်။ကြော်ညာထိုးထားတဲ့လူတွေတနေ့တနေ့ like တွေ share တွေလုပ်သွားတာအများကြီးပဲတွေ့လား။ကျွန်တော်တို့ကလွတ်သွားလို့မဖြစ်ဘူး။ဒီကြည့်ညာဘက်အောက်တောင်မှာ you sent 183 pages like အဲ့လိုမျိုးပေါ့နော်။မကုံမချင်းပို့ခြင်းပို့လို့ရတယ်။အဲ့တော့ဆိုလိုချင်တာက100လောက် invitation လမ်းပို့ရင်15ရောက်အယောက်20လောက်တော့ကိုကိုချစ်ခင်ပြီးတော့ like နှိပ်ပေးဖို့မိသွားတဲ့သူတွေကိုတွေ့ဆုံရတတ်တယ်။ ကြုံရတတ်တယ်တချို့ကြတော့ကို့ဗီဒီယိုကြိုက်တယ် page ကိုမိသွားကြတာအားလုံးနဲ့အကျိုးရှိမှထင်ပါတယ် Facebook page ပိုင်ရှင်နေဆိုရင်ဒါလေးကိုလုပ်ဖို့တတိမမေ့ပါနဲ့